မင်္ဂလာပါညီလေးဟုတ်မင်္ဂလာပါဗျာဟာညီလေးရဲ့နာမည်လေးချက်လောက်မေးဆက်ပေးပါအောင်ဗျာကျွန်တော်နာမည်ကသူရတော်ဗျာအော်ညီလေးအနေနဲ့ပေါ့နော်ဒီစင်ကူနိုင်ငံကိုဒီကျောင်းလာတက်ဖို့ကိုဘယ်လိုမျိုးရွေးချယ်ပြတာလဲဗျာကျွန်တော်စင်ကူကျောင်းလာတက်ဖို့ကဒီလာဖို့လည်းလွယ်ကူတယ်ဗျာပြီးတော့အဆင်လက်ပြေတယ်အဲ့ဒါကြောင့်မျိုးရွေးချယ်ခဲ့တာပါအော်ခဲ့ရညီလေးနေနေဒီဂျာဘိုးတော့ကြတော့ဒီအခြားဂျာထဲမှာရေးချင်းစီပိုင်းနဲ့ချိန်ဆက်တာမျိုးရှိခဲ့လားဗျရှိခဲ့ပါဗျဒါ step to single နဲ့ချိန်ဆက်ခဲ့တာပါ ဒီ status in ကိုဒါကျွန်တော်အမအနေပြီးတစ်ဆင့်ကြီးခဲ့တာဆိုတော့အဲ့ဒါနေကြီးခဲ့တာပါအာဟုတ်ကဲ့ညီလေးညီလေးကိုလေဒီ status in ကဘောကနေရောညီလို့ဘယ်လို surface တွေမျိုးပေးလဲဗျ status in ကဘောကတော့ကျွန်တော်တို့ဒီဟို visa လျှောက်တာဆာအကုန်လုံးဒီသိစိတ်ကတော့เนาะကိုတည်ကျင်တာတွေလည်းအကုန်မြေမြန်လည်းဒါဆက်ရှင်နဲ့ဖြေကြပြီးတယ်ဗောနော်ပြီးတော့ဒီ single ကိုလည်းရောက်တဲ့ဘက်မှာလည်းအကုန်လုံးဟိုကိုကြစ်လို့မရှိဘဲတော့เนาะတခုတခုမကြအောင်ဒေးစိတ်ကစအကုန်လုပ်ပြီးတော့နေထိုင်နေစရာထိုင်စရာစအကုန်လုံးစင်ပြပါလေလို့ ာဟုတ်ကဲ့ညီလေးညီလေးပေါ့နော်ဒီ step to singapore ကညီလေးတို့ဒီမလာခင်မှာပေါ့နော်ဒီ training ပေးခဲ့တဲ့ group mindset class တွေရောညီလေးတို့အတွက် effective ကိုဖြစ်ရလားဗျဟုတ်ကဲ့ဖြစ်ပါတယ်ကွာဟိုဒီလိုလာမဲ့ဒီအတွက်လည်းဒီစိတ်တမကြဘူးအတွက်အဲ့ဒါမျိုးလေးပြီးရင်ဒီဒီမှာနေထိုင်ဖို့အတွက်ပြင်ဆင်ထားပြင်ဆင်ထားဖို့အတွက်လေးအဲ့ဒါလေးတွေအကုန်ဘူးလာရတယ်တော့ပြောပြပါလေဗျအော်ဟုတ်ကဲ့မြန်အဲ့ဒါလေနောက်လာမဲ့ဒီစင်ဟူနိုင်ငံမှာចောင်းလာចောင်းလာတက်မဲ့ចောင်းသားတွေចောင်းသူတွေတော့ကောညီလေးနေပါများပြောချင်ပါလေဗျာ ဟောကျွန်တော်အနေနဲ့ဒီစီမူမှာကြောင်းလာတက်မဲ့ဟိုရွေးချယ်စီနေပါလေဗျာပြီးတော့လာဒါလို့ဟိုတခုဟိုလောက်ကန်ရလဲအဆင်ပြေတယ်ပြီးဒီမှာလည်းလုံခြုံရုံလည်းရှိရဆိုတော့အားကြောင့်ရွေးချယ်စီနေပါလေဗျာကျေးဇူးပါညီလေး